one champion ရှင်မ champion ကပတ်ကြီးရဖို့တော်မျောမှန်းထားတဲ့ကျွန်တော်ရဲ့ bronica ကြီးကတော့ one ceo chatri ကို သူစိတ်ရှိတိုင်းပဲတောင်းဆိုလိုက်ပါတယ်ခု team ပြည်သက်တွေဟာသူတို့ရဲ့ time လူမျိုးဖြစ်တဲ့ junior fighters ကိုကျွန်တော်ရဲ့ bronica ကလုံးဝကိုမှတ်လောက်သားလောက်အောင်ကိုမျက်နှာကြီးလုံးဝစုပ်ပြတ်တက်သွားလောက်အောင်ကိုချိုးပြလိုက်တာဖြစ်တဲ့အတွက် bronica ကိုမချိနဲ့ကြတော့ဘူး ဒါကြောင့်မလို့တို့ရဲ့ချန်ပီယံတွေနဲ့အကြီးပဲပြီးတွေ့ချင်နေကြပြီဖြစ်ပါတယ်။မန်တကယ်မှာတော့ကျွန်တော်မြန်မာပြည်သူတွေလိုချင်တာကဗျာသင့်ပြီးသင့်ပေါ့နော်။အခုကဘရိုနီကာကိုချန်ပီယံစင်ခေါ်ခွင့်ချက်ချင်းပြီးလိုက်တာမျိုးကျွန်တော်မြန်မာပြည်သူတွေအနေနဲ့မလို့ချင်ဘူးသင့်ပြီးသင့်ဘရိုနီကာလေးအတွေ့အကြုံလေးရရဟလာတိုက်ကွဲတွေနီးစနစ်တွေလေးပုံမှန်ဖြစ်သွားအောင်ဇလောဆယ်မှာဘရိုနီကာကိုချန်ပီယံစင်ခေါ်ဖို့အတွက်နော်မြန်မာပြည်သူတွေကတော့မထူးစီချင်ကြသေးဘူး။ဒါပေမဲ့အထိုင်းပြည်သူတွေကတော့ တို့ရဲ့ junior feathers လေးနာသွားရခါကြတော့တို့ရဲ့ champion ကြီးတွေနဲ့ကြီးပြီ bronica ကိုချိန်ဖို့တော့ wise ကိုဖြစ်တဲ့ chestry ကိုတောင်းဆိုနေကြတာပါ bronica ကိုသူနဲ့ပုံစံသူဖြစ်တဲ့ kickboxing champion ကြီးရှုံပွဲလုံးဝမရှိသေးတဲ့ဖက်ကြည့်ကြနဲ့ပြီးတွေ့လိုက်ပါ junior feathers နဲ့ပြီးထုတ်လိုက်ပါအဆရှိသည့်ဖြစ် wise ကိုဖြစ်တဲ့ chestry ကိုတောင်းဆိုနေကြကိုတွေ့ရပါတယ် ကျွန်တော်ရဲ့ဘရိုနီကာကတော့အခုကျွန်တော်ကတဲ့ကျွန်တော်ကိုကျွန်တော်အလူချင်းဆုံးပုံစံမှာရောက်ရှိနေပြီဖြစ်ပါတယ်ဗျာဘယ်သူနဲ့မဆိုပွဲတည်ပေးလို့ရတယ်သူ1ချန်ပီယံရှစ်ပွဲအထွတ်မှာဘီယာကိုရှုံးခဲ့တာဝန်ခံပါတယ်တဲ့ဒါပေမဲ့အဲ့ဒီပွဲမှာသူအနေနဲ့ပထမအဦးဆုံး1ချန်ပီယံရှစ်မှာထိုးရတာဖြစ်တဲ့တော့အစားတော့အစားတော့ဘုံကအစနော်ဘန်တန်ဝိတ်တန်းမှာဝင်ဖို့တော့အကုန်လုံးသူလုတ်တဲ့နင်းစနစ်တွေရောနော်အစားတော့ဘိုင်းဆိုင်ရာမှာရောအကုန်လုံးမှားခဲ့ကြအောင်ဘရိုနီကာကဝန်ခံသွားခဲ့တယ် ဒါမဲ့သူကအခုလောလောဆယ်မှာသူအလိုချင်ဆုံးသူ့ရဲ့ version ကိုရောက်ရှိနေပြီဖြစ်ပြီးတော့သူ့ကိုဘယ်သူနဲ့မဆိုပွဲတဲပေးလိုက်ပါဆိုပြီးတော့ Bronica ကတောင်းဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ဒီချက်တူကိုကြည်ချင်းအဖြစ် Bronica ဟာ World Championship မှာ Champion တယောက်ဖြစ်ဖို့အတွက်ဘယ်လောက်ထက်တိစားလောင်နေသလဲဆိုတာကိုကျွန်တော်မြင်တွေ့ရနိုင်ပါတယ်။ WSU ဖြစ်တဲ့ Chatri Goran က Bronica ဟာတနည်းကြရင် Champion ဖြစ်လိမ့်မယ်ဆိုပြီးတော့အတီလင်းကိုစူထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဘီယာကိုပွဲဥထက်မှာရှုံးခဲ့တာကိုတော့ ရော်နီကာစိတ်ပြတ်သွားမှာဆိုလို့နော်ဘောနက်စုကိုပေးခဲ့ပြီးတော့ရော်နီကာကိုအားပြီးခုံအားတိုက်တွန်းစကားတွေပြောသွားခဲ့ပြီးမင်းဟာတနေ့ကျရင်ချန်ပီယံဖြစ်လာလိမ့်မယ်ဆိုပြီးတော့ခုံအားပေးခဲ့တာကိုနော်ထွတ်ထွတ်ချာချာဖုံးကော်ပြီးတော့ပြောဆိုသွားခဲ့တာကိုကျွန်တော်နေနေတွေ့ရတယ်။ဆိုတော့ရော်နီကာချန်ပီယံဖြစ်ဖို့ CEO ချက်ထရီကိုယ်တိုင်ကတော့အလိုရှိနေတာဗျ။အောင်လအဆန်ခစ်လိုမှာမြန်မာနိုင်ငံမှာစူပါစတားတိရပေါ်ထွန်းမှုတော့ CEO ချက်ထရီကအလိုရှိနေတာဖြစ်တယ်။အခု ဆိုင်ပရိသတ်တွေကတော့ဘရိုနီကာကိုလုံးဝမချိနဲ့တာဖြစ်တဲ့အတွက်ရိုကသူတို့ရဲ့ချန်ပီယံကြီးတွေနဲ့တွေ့စေချင်တဲ့မြန်မာပရိသတ်တွေကတော့အဲ့လိုမဟုတ်ဘူးသစင်းမြေသစင်းပေါ်ဗျာအတွေ့အကြုံလေးယူရင်နီးစနစ်လေးတင်ယူရင်လည်းသစင်းမြေသစင်းတလန်းစေချင်တာဒါကို YSC ကိုဖြစ်တဲ့ Chatry ကဘယ်လိုမျိုးပြင်ဆင်ပေးမလဲဘရိုနီကာရဲ့ပွဲကတော့အများကြီးကြာမှာမဟုတ်ဘူးမကြာခင်လပိုင်းအတွင်းမှာနောက်ထပ်ပွဲတစ်ပွဲကိုတွေ့ရမှာပါချို့သောပရိသတ်တွေကတော့ဘီယာနဲ့မချေပွဲပြန်ထိုးခိုင်းစေချင်နေကြပြီဖြစ်ပါတယ် ရော်နီကအနေနဲ့အခုချိန်မှာမမီကိုကိုအကောင်းဆုံး version ကိုရောက်နေပြီလို့ယုံကြည်လို့ရှိရင်မင်းရှုံးခဲ့တဲ့ဘီယာကိုပြန်ထိုးလိုက်ပါဆိုပြီးတော့ပြောဆိုမှုတွေလေးရှိနေပါရင်နော်